င်္ဂလာပါရှင် Panelist Business Services ရဲ့ Founder မထူးတန်းစင်ဖြစ်ပါတယ်ဒီနေ့မှာတော့လုပ်ငန်းတစ်ခုကိုအခက်အခဲမရှိဘဲနဲ့ရေရှည်တည်ငြိမ်စွာနဲ့လည်ပတ်နိုင်ဖို့အတွက်ကိုမရှိမဖြစ်လိုအပ်တဲ့ HR Policies မူဝါဒ၅ခုအကြောင်းကိုမျှဝေပေးသွားပါမယ်လုပ်ငန်းရှင်တွေအများစုက HR Policies လို့ပြောလိုက်လို့ရှိရင်လေခက်ခဲတဲ့စာရွက်စာတမ်းတွေလို့ပဲယူဆပြီးတော့အလေးထားနေသိမ့်မရှိကြပါဘူးဒါပေမဲ့မူဝါဒမရှိတဲ့အခါမှာ လုပ်ငန်းခွင်ထဲမှာပေါ့နော်ဝန်ထမ်းတွေကြားထဲမှာနားလည်မှုလွဲတာစိတ်ဝမ်းကွဲတာဒါမျိုးတွေကအများကြီးဖြစ်လာနိုင်ပါတယ်ဒီလိုဖြစ်နေတာကလည်းလုပ်ငန်းရဲ့တိုးတက်မှုကိုအများကြီးအဟန့်တာဖြစ်စေပါတယ်ဒါဆိုရင်လုပ်ငန်းတစ်ခုအတွက်မရှိမဖြစ်လိုအပ်တဲ့ အိရှာမူဝါဒ၅ခုကဘာတွေဖြစ်မလဲဆိုရင်ပထမဦးဆုံးကဝန်ထမ်းခန့်အပ်ခြင်းမူဝါဒ hiring policy ပေါ့နော်ဒီမူဝါဒကအလုံးခန့်ထားရေးလုပ်ငန်းစဉ်ကိုမျှတပြီးတော့ပွင့်လင်းမြင်သာအောင်လုပ်ဆောင်ပေးပါတယ်ဘလို့စနစ်နဲ့ခန့်အပ်မယ်ဆိုတာရှင်းရှင်းလင်းလင်းသိထားမှလည်းအရေးအချင်းရှိတဲ့ဝန်ထမ်းကောင်းတွေကိုကျွန်တော်တို့ဆွမ်းဆောင်နိုင်မှာပဲဖြစ်ပါတယ်လစာနဲ့အကျိုးခံစားခွင့်မူဝါဒဒါကဒုတိယအချက်ပေါ့နော် compensation and benefits policy ဒီမူဝါဒကကြတော့ဝန်ထမ်းတွေကိုလစာဘလို့ပေးမယ်ဘလို့ အကျဝတ်ခံစား권တွေကိုရနိုင်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းနဲ့ဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါကကြတော့ဝန်ထမ်းတွေရဲ့မျှော်လင့်ချက်တွေကိုစီမံခန့်ခွဲတဲ့အခါမှာအဓိကအရေးကြီးတဲ့အာ policy တစ်ခုပဲဖြစ်ပါတယ်။ အလုံးစင်းချိန်နဲ့ခွင့်ယူခြင်းဆိုင်ရာမူဝါဒပေါ့နော်တနေ့တာအလုံးချိန်အနားယူချိန်နဲ့ခွင့်ယူခွင့်ယူတဲ့လုံထုံးလုံကြီးတွေကိုကျမတို့ကရှင်းရှင်းလင်းလင်းသတ်မှတ်ပေးထားရပါလိမ့်မယ်ဒါမှလည်းဝန်ထမ်းတိုင်းကိုဒန်းတူညီများဆက်ဆံနိုင်ပြီးတော့နားလည်မှုလွဲတာကိုလည်းရှောင်ရှားနိုင်မှာဖြစ်ပါတယ်ချင်းဝတ်ဆိုင်ရာမူဝါဒ code of conduct ပေါ့နော်ဒါကကြတော့လုပ်ငန်းခွင်မှာလိုက်နာရမယ့်စံချင်းဝတ်တွေကိုသတ်မှတ်ပေးပါတယ်အချင်းချင်းလေးစားမှုရှိတဲ့ယဉ်ကျေးမှုကောင်းကောင်းတစ်ခုကိုလည်းတိစောက်ဖို့အတွက်ကိုဒီမူဝါဒကအခြေခံအုတ်မြစ်တစ်ခုပဲ ည်းဖြစ်ပါတယ်ပြီးတော့ပြဿနာအဖြေရှင်းရေးမူဝါဒပေါ့เนาะ grievance and discipline policy ပေါ့ပြဿနာတစ်ခုခုဖြစ်လာတဲ့အခါမှာဘယ်လိုအဆင့်ဆင့်နဲ့ဖြေရှင်းသွားရမလဲဆိုတာကိုဒီမူဝါဒကနေမှတစဉ်လမ်းညွှန်ပေးပါတယ်အဲ့တော့ဝန်ထမ်းတွေအနေနဲ့ကသူတို့ရဲ့ပြဿနာတွေကိုမျှတစွာနဲ့ဖြေရှင်းပေးမယ်ဆိုတဲ့ယုံကြည်မှုကိုလည်းရရှိတယ် ါတယ်အဲ့တော့အနှစ်ချုပ်ရရင်တော့ HR policies ၅ခုကလုပ်ငန်းတစ်ခုကိုပို့ပြီးတော့စနစ်ကျတဲ့အပြင်ကိုပို့ပြီးကောင်းတဲ့ culture ကိုလည်းတည်ဆောက်စေပါတယ်ဒါမှလည်းဝန်ထမ်းကောင်းတွေကိုကျမတို့ကဆွဲဆောင်နိုင်တဲ့အပြင်ကိုလုပ်ငန်းရဲ့ရည်ရှိတည်မြဲမှုကိုပါတည်ဆောက်လာနိုင်မှာပဲဖြစ်ပါတယ်နောက်ထပ်အချက်နဲ့ပတ်သက်တဲ့ပဟုသုတတွေရဖို့ကျမတို့ရဲ့ page ကို follow လုပ်ထားပြီးပို့ဖိတ်ခွန်ရင်းနဲ့ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲညနာပြစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်